ူရလားကျွန်တော်တို့အတူရောက်ကြရမဝေးရင်းပေါ်ဝဲကိုတခဲနဲ့စန့်ကျင်တိုက်ကြဖို့လိုတယ်မန္တလေးမြို့လေလူစီကားတဲ့ဈေးကြိုတော်နီးမှာစေအနာရှင်စံကျင်ရေးမှာလူတီများတဲ့တပိတ်ကောင်းဆောင်၃ဦးဦးဆောင်ပြီးရွက်ောက်ပွဲမဲမထည့်ရေးဆန္ဒပြခဲ့ကြရာနောက်တနည်းညနေမှာပဲစစ်တကအဆိုပါဈေးကိုအင်အားသုံးဖြည့်ဆည်းခဲ့ပြီးဈေးတဲ့တွေကိုချင်းချောက်ခဲ့တယ်လို့မြို့ကန်တွေထံကနေစုံစမ်းသိရပါတယ်ဒီဇင်ဘာလ၃ရက်နေ့နဲ့အစောပိုင်းမှာမန္တလေးမြို့၂၉လမ်း 84လမ်းနဲ့85လမ်းကြားလူစီကားတဲ့ထင်ကရဈေးကျူတော်မှာမဲမဲကျော်မန္တလေးတပိတ်ခေါင်းဆောင်ဒေါက်တာတီစာဆန်းရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းမုံရွာတပိတ်ခေါင်းဆောင်ကိုခန့်ဝေဖြိုးတို့ပါဝင်တဲ့လူလူစုဟာစစ်အာဏာရှင်စန့်ကျင်ရေးနဲ့ရွေးကောက်ပွဲမဲမပီရီလူလူဟောပြောစီယုံဆန္ဒပြမှုပြုလုပ်ခဲ့ကြပြီးပြည်သူလူလူကလည်းထောက်ခံအားပေးခဲ့ကြပါတယ်။အဲ့ဒီရုပ်သံဖိုင်ကိုတပိတ်အင်အားစုတွေကဒီဇင်ဘာလ၄ရက်နေ့မနေ့ကညနေပိုင်းမှာထုတ်ပြန်ခဲ့ပြီးတဲ့နောက် မန္တလေးနန်းတွင်းခြေဆိုင်လေပိုင်းတိုင်းစစ်ဌာနချုပ်လပခမှာရာရှိတချို့ဥဆောင်နေပြူစောထီးတွေထွေအုပ်ရဲစီပင်အပြာရောင်ယူနီဖောင်းဝယ်လက်နက်ကင်တွေပါဝင်တဲ့အင်အား200ကျော်ကညာဘက်မှာဆက်ကဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်ထီအဆိုပါဈေးတန်းကိုဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်ဈေးဆိုင်90ကျော်ကိုဖျက်ဆီးခဲ့ပြီးဈေးကိုပိတ်ထားတယ်လို့ဈေးနီးမှာနေထိုင်တဲ့မြို့ကန်မြို့သားတူကမြန်မာနောင်းကိုပြောပါတယ် 20ခုလည်း84နဲ့85ကြာဈေးတိုင်းနေဟိုပြင်ကြဈေးတည်းကြီးဟိုဟာထိုးထားတဲ့တဲတွေပေါ့နော်အဲ့လိုဟာကြီးကိုဆိုင်ကမ်း50လောက်ကိုဖြတ်စည်းသွားတယ်ဟိုဟာသူ့ရဲ့အင်အားတော့အဖွဲ့ဆောင်အင်အား200ကျော်လောက်နဲ့လာရောက်ဖြတ်စည်းသွားတယ်ပေါ့နော်အဲ့ဒီခြေနေကိုစစ်တဲ့ဝါရဖြန့်စာမျက်နှာတွေကလည်းအကျမ်းဘက်ဒေတာဆန်အာပီလမ်းဘေးဈေးတယ်များအားရှင်းလင်းချင်းဆိုတဲ့ခေါင်းစဉ်နဲ့ဓာတ်ပုံတွေနဲ့ရေးသားဖော်ပြထားကြပါတယ် ဆန္ဒပြဟောပြောရမှာပါဝင်တဲ့ရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းကစစ်ကော်မရှင်ရဲ့လုပ်ရည်ဟာတရားမျှတတဲ့ရွေးကောက်ပွဲဟုတ်မဟုတ်တသက်ပြနေတယ်လို့ပြောပါတယ်။ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေเนาะဖက်ဒရယ်တွေဗဇက်ကနေတဖောက်ဖောက်ပြောနေပြင်မဲ့လို့တကယ်လုပ်ရည်ကတော့အာနာရှင်အချင်းချင်းအာနာရှင်လုပ်ရည်အာနာရှင်ပြောဆိုကြဆိုတာเนาะဒီဈေးကိုဒီလိုမျိုးမတရားသဖြင့်ဖျက်လိုက်တာကတသက်ပြနေပါတယ်။ လူလူရဲ့လွတ်လပ်စွာပြောရေးဆိုခွင့်လူလူရဲ့လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားခွင့်တွေကိုနီလန်းပေါင်းစုံနဲ့အချမ်းဖက်ဖိနှိပ်ကန့်သက်ပြီးတော့မှဖြစ်လာမယ့်ရွေးကောက်ပွဲလောက်လာမယ့်ရွေးကောက်ပွဲဟာတိုင်းပြည်အတွက်ဘာမျှော်လင့်စရာမှမရှိဘူးဆိုတာကဒီလိုမျိုးအချမ်းဖက်လို့ရတဲ့အချိန်တက်စီပြနေပါတယ်ခင်ဗျာနောက်ပြီးကိုနန်းလင်းကဈေးသူဈေးသားတွေနဲ့မန္တလေးမြို့သူမြို့သားအားလုံးကိုကျေးဇူးတင်ရှိကြောင်းနဲ့လူလူအားဖြင့်သာခုလိုမျိုးလှုပ်ရှားမှုကိုဆောင်ရွက်နိုင်တာဖြစ်ကြောင်းလည်းပြောပါတယ် စစ်တကဦးဆောင်ပြုလုပ်မယ်အတူရောင်ရွေးကောက်ပွဲကိုစတင်ကြဖို့အဆိုပါဟောပြောဆန္ဒပြမှုပြုလုပ်နေချိန်မှာစစ်ကောင်းဆောင်မင်းအောင်လင်ကစစ်တကသို့တင်းနှင်းစင်းပွဲတွေပြင်ဦးလွင်မြို့သို့ရောက်ရှိနေပြီးမန္တလေးမြို့ကိုလည်းလာရောက်မှာဖြစ်တဲ့တွေမြို့ရင်းမြို့ပြင်မှာစစ်တပ်အင်အားများပြားလုံခြုံရေးယူထားကြင်လည်းဖြစ်ပါတယ်။ဒါပြင်ဆန္ဒပြရနေရဟာဈေးကြိုတော်နီးစစ်တပ်ဂိတ်တွေ26လမ်းတလျှောက်စစ်တပ်ဂိတ်တွေပြင်မန္တလေးနန်းတွင်းနဲ့နီးတဲ့တွေ စစ်တက၎င်းတို့လိုရှိနေတဲ့သပိတ်ခေါင်းဆောင်တွေကိုယ်တိုင်လာရောက်ဆန္ဒပြမှုပေါ်အမျက်ဒေါသထွက်နေတာဖြစ်တယ်လို့မြို့ကန်တွေကဆိုပါတယ်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်စစ်တကပြင်းထန်ကြိုးပမ်းနေချိန်မှာတော်လရင်အင်အားစုတွေကမြို့လေကောင်နေရာမှာ ခုလိုဆန္ဒပြသွားမှုကစစ်ကော်မရှင်အရှိုက်ထိသွားကြောင်းဈေးကြိုနီးမှာမြို့ကန်မြို့သားကမှတ်ချက်ပြုပါတယ်သူတို့ဘက်ကတည်းကသူ့ရောင်ရွက်ခွဲကိုအောင်မြင်အောင်လုပ်ဖို့ကြိုးစားနေချိန်မှာဟိုတော်လိုင်းအင်အားစုရဲ့အနေနဲ့ ရုပ်လေကောင်မှာစာနာတက်ပြားသွားဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒါခေါင်းမတိတ်ခွက်ခံရတယ်လို့သူတို့နာကျင်သွားတာဖြစ်တဲ့အတွက်ဟိုသူရှယ်ရရမြည်လောက်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိပါတယ်။မန္တလေးမြို့မှာခုလဇန်းမှာစတင်ကစစ်ကောင်မရှင်လက်နက်ကင်တွေနဲ့အုပ်ချုပ်ရေးဖွဲ့ဝင်တွေကဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲတွေတိန်တဆင်းမဲစင်လိုက်စစ်ကမဲလာပေးဖို့ဖိအားပေးချင်းချောက်ပြောဆိုမှုတွေပြုလုပ်နေတယ်လို့မြို့ကန်တွေထံကနေသိရပါတယ်။ နိုင်ငံနဲ့စစ်မျက်နှာများနေတဲ့စစ်ကော်မရှင်တပ်ဟာ၎င်းတို့ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလိုကြွေးကြော်ပြီးရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲကာပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်ရွေးကောက်ပွဲကိုနှောက်ယှက်တယ်လို့ဆိုပြီးနာမည်ကျော်အမှုပညာရှင်တွေပါဝင်ပြည်သူများပြားကိုလည်းရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းကပုံမှန်တွေတက်ပြီးဖန်ဆီးရဲယူနေပါတယ်စစ်ကော်မရှင်က၎င်းတို့အုပ်စိုးတဲ့မြို့ကြီးတွေမှာရွေးကောက်ပွဲတွေအဲ့ဒီလိုအားထုတ်ကြိုးပမ်းနေတယ်လို့ တော်လရင်အင်အားစုတွေကလည်းအဲ့ဒီရွေးကောက်ပွဲကိုမဲမထဲကြဖို့ no vote campaign တွေပြုလုပ်ကာလုံဆောင်နေကြပါလေ။အော်တိုဘန်လ28ရက်နေ့ကနေဒီဇင်ဘာလ30ရက်နေ့ထိကာလကိုတရားမဝင်တူယောင်ရွေးကောက်ပွဲသဘိမောင်စန့်ကျင်ရေးကာလဖြစ်တဲ့မဲ့ကြောင့်တော်လရင်အင်အားစုတွေကကြေညာထားကြပါလေ။စစ်ကောင်းဆောင်မြောက်လိုင်ဟာမန္တလေးမြို့သို့ရောက်ရှိနေပြီးဒီကနေ့မနက်မှာပဲမန္တလေးမြို့ရဲ့ထင်ကရဖြစ်တဲ့မာမုန်နီမြတ်စွာဘုရားကြီးတို့တွားရောက်လက်ပတ်နေပြီး စစ်တကမြို့တွင်မြို့ပြင်လုံခြုံရေးအထူးတင်းကျပ်ထားပါရခင်ဗျာ။